ရေကဝဲနဲ့ပတ်သက်ရေကဝဲကော်မရှင်နဲ့လုပ်တယ်နော်အစိုးရဘက်ကလည်းမရှိဘူးတိုင်မင်နာတွေပဲမရှိသူကော်မန့်တွေပဲဘာမှမရှိပါဘူး2015ဖေဖော်ဝါရီရွေးကောက်ပွဲကြီးကျင်းပဖို့နှစ်လသာလိုတော့တဲ့အချိန်မှာမဲဆန္ဒရှင်စီးရင်မှားရမှုပြဿနာတွေဟာဖြေရှင်းလို့မကုန်သေးပါဘူး။အရက်ဖက်အဖွဲ့အစည်းတွေနဲ့ရွေးကောက်ပွဲကော်မရှင်တို့တွေ့ဆုံခဲ့တဲ့ပွဲမှာဘာရီဆွေးနွေးကြမှာလဲ။မဲဆန္ဒရှင်စီးရင်မှားကိစ္စကိုပူးပေါင်းဖြေရှင်းဖို့တော့လိုနေပါပြီ မဲဆန္ဒရှင်စင်းကိုနောက်ဆုံးကြိမ်ကြီးညာမဲ့အချိန်နီးကပ်လာနေပြီမို့ရေဘေးတင်ဒေသတွေမှာရေဘေးဒုက္ခကြောင့်မပုံတင်ပျောက်ဆုံးပျက်စီးမှုတွေရှိနေတယ်လို့ကျူးကျော်နေထိုင်သူတွေရဲ့မဲဆန္ဒရှင်စင်းကိစ္စတွေလည်းအရေးကြီးတယ်လို့ဦးစည်းစာညီညီကဆိုပါတယ်။ဒိုင်းသားတွေမှာလည်းအခက်အခဲတွေအများကြီးရှိနေပြီးမဲဆင်းပါမှားနိုင်တဲ့နေထိုင်ရေးကိုတွေ့နေရလို့စိတ်ကူနေပါတယ်။ကျွန်တော်တို့အဓိကဆွေးနွေးဖြစ်မဲ့အကြောင်းအရာကြတော့ ါပါဘောเนาะဒီကျွန်တော်တို့ရေဘေးကြောင့်မလို့တချို့ဥတီရဲ့အမှတ်ပုံတင်နေပျက်စီးပျောက်ဆုံးတာတွေရှိတယ်ဒီကိစ္စအနောက်ကျူးကျော်တွေရဲ့ကိစ္စရက်တွေဒီအကြောင်းအရာတွေကျွန်တော်တို့အဓိကကြောင်းပေးဆွေးနွေးသွားဖို့ရှိပါတယ်အဓိကကျွန်တော်တို့စိုးရိမ်ပူပန်မှုကဒိုင်ယနာဒေတာတွေမှာရှိတယ် messaging error ကြတော့ဘောเนาะဒီ name တွေကသူတို့တိုင်းရင်းသားဘာသာစကားနဲ့တောက်တာတော့မမှန်တဲ့ခါကျ messaging တွေပါမှားတဲ့ကိစ္စရက်တွေဖြစ်လာပါတယ်မဲဆန္ဒရှင်32တန်းရဲ့စီးရင်တွေဟာ ။ရွေးကောက်ပွဲကော်မရှင်ရဲ့ main server ရဲ့ကိုရောက်ရှိသွားပြီးမှရေဘေးတင်ဒေတာနဲ့တခြားမှာမှတ်ပုံတင်ပျောက်ဆုံးသွားတဲ့လူတွေအတွက်ပူပန်နေစရာမလိုတော့ပဲတတိကံမဲလက်မရှိရင်မဲပေးလို့ရတဲ့အကြောင်းကိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကရှင်းပြခဲ့ပါတယ်။သတိကလက်မှတ်ဆိုတော့အဲ့လိုတကယ်တကယ်တော့အင်တော်စစ်စစ်နဲ့ပျောက်သွားတယ်၊မြပုနဲ့ပျောက်သွားတယ်ဆိုတာပေါ်မူတည်ပြီးတော့လုခဲ့တာပေါ့နော်။ဒီပေးတင့်သွားတဲ့အခါကျမြပုနဲ့ပျောက်သွားတယ်၊ကျန်တဲ့အထောက်ထောက်အင်တော်စစ်စစ်နဲ့ပျောက်ကြတယ်။အဲ့ဒီတော့ လွယ်ကူသွားအောင်ပါနော်တကယ်32တန်းသောမက်ဆန်နာရှင်မိဆောက်ပါတော့ရောက်တယ်ဒါကြောင့်အဲ့ရေပိတဲ့ဒေသတွေမမဲဆင်းပါတော့လေကိစ္စကြီးပါကျွန်တော်ရှေ့ထုတ်ပြီးပြီးတော့ကျွန်တော်ကပ်ပြီးမှာရွေးကောက်ပွဲနဲ့ပတ်သက်လို့ရွေးကောက်ပွဲကော်မရှင်ရဲ့ရပ်ဖက်ဖွဲ့စည်းတွေပူးပေါင်းလှုပ်ဆောင်မှုအားနည်းတယ်ဆိုတဲ့မှတ်ချက်တွေကိုအခုချိန်မှာမငင်းလို့ပဲမြင်ပညာပေးစီစဉ်ပြီးဆုံးတာကိုတော့စောင့်ကြည့်ဖို့ကော်မရှင်ဥက္ကဋ္ဌကတောင်းဆိုခဲ့ပြီးတော့ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ပိုင်ခွင့်တွေဟာကော်မရှင်ရဲ့လက်ထဲမှာပဲရှိတဲ့အကြောင်း ဘေအစိုးရအဖွဲ့အစည်းနဲ့မှပတ်သက်မှာမဟုတ်တဲ့အကြောင်းတွေကိုလည်းပြောပြခဲ့ပါသေးတယ်ဒီကောင်ဝင်ပါတယ်ဒီကောင်ဝင်ကော်မရှင်နဲ့လုပ်တယ်နော်အစိုးရဖွဲ့စည်းလို့မရှိဘူးအခုကအကူကြီးတော့တောင်းရတာပေါ့လေနော်ဘလို့ရမယ်လို့မရှိဘူးဒီကောင်ဝင်မင်းနဲ့လုပ်မယ်ဆိုရင်ကျွန်တော်ပဲဆုတ်ပြတယ်အဲ့တော့အခုဆိုတော့အခက်ခဲရှိပါလို့ရဟန်းနဲ့ပို့မယ်ဆိုကြရင်ရွေးပါတယ်တို့ဟာမျိုးတွေကြတော့အကူကြီးတောင်းမှာပေါ့နော်တိုင်မင်နာရပါဘူးသူကော်မန့်တွေပါဘာမှမရှိပါဘူးရွေးကောက်ပွဲကော်မရှင်နဲ့ရက်ဖက်အဖွဲ့အစည်းတွေတွေ့ဆုံခဲ့တဲ့ပူပေါင်းညှိနှိုင်းမှုဆိုင်ရာဆွေးနွေးပွဲကို တကားပိတ်ဆွေးနွေးခဲ့ကြတာဖြစ်ပြီးဆွေးနွေးမှုရလဒ်ကိုတော့စက်တင်ဘာ၂ရက်နေ့ကမှရွေးကောက်ဝဲကော်မရှင်ရုံးချုပ်မှသတင်းထုတ်ပြန်မှုတွေပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။